လူတယောက်ဟာလုံးဝမိတ်ဖဲတနည်းအသက်ရှင်နိုင်မလားလူသားတယောက်ဟာအိပ်ဆက်ခြင်းမရှိဘဲနဲ့တနည်းပတ်လုံးအသက်ရှင်နေနိုင်မလားဒူဒူနဲ့လူရင်းဖြစ်ရရင်လုံးဝမဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့အိပ်ဆက်ခြင်းဟာကျွန်တော်ရဲ့ခန္ဓာကိုယ်အုံနောက်အတွက် reset button ဖြစ်လို့ပါပဲအေးမွားတဲ့အခါဘာရီဖြစ်လဲဆိုတာအချက်၃ချက်နဲ့ပြောပြပေးကြပါမလားလူတယောက်ဟာတနေ့ကိုပြန်မြ6နာရီအိပ်ဆက်တယ်ဆိုရင်တနေ့မှာစုစုပေါင်း90ရက်ကျော်ကိုအိပ်ဆက်နေရတာပါအဲ့ဒီအချိန်လေးကိုရွှေတာပြီးတော့အလုပ်လုပ်လိုက်ရင်တိုးတက်မယ်လို့တွေးကောင်းတွေးနိုင်မိမယ် လက်တွေ့မှာတော့24နာရီမအိပ်ဖဲနေလိုက်တာနဲ့တင်ဘုံတော်ရဲ့လှုပ်ဆောင်နိုင်စွမ်းဟာ30ရာခိုင်နှုန်းကျဆင်းသွားပါပြီ။အာယုံဆိုင်လို့မရတော့ဘူး။ဆုံးဖြတ်ချက်တွေမှယွန့်လာမင်း82နာရီ3ရက်မအိပ်ဖဲနေလိုက်ရင်တော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေစတင်လာပါပြီ။ထင်အောင်ထင်မှားဖြစ်တာတွေစိတ်ရှုပ်ထွေးတာတွေဖြစ်လာပါလိမ့်မယ်။ဒါကြောင့်အိဆက်ချင်းကိုလိလိရွှူတာဟာဒီမှာမရှိတဲ့ဘဝထက်တောင်ဆိုးတဲ့အုံနောက်ပြက်စီးမှုကိုကိုဘာသာဖန်တီးနေတာပါပြီ။အိဆက်ချင်းကိုပိတ်ပင်ထားတဲ့အုံနောက်ဟာအလုံးဆက်လုံနိုင်မှာမဟုတ်ပါဘူး။ ဒီကဘာပေါ်မှာဘယ်သူမှတစ်နှစ်ပတ်လုံးမအိပ်ဖဲမနေနိုင်သေးပါဘူး။အကြလုံးဆိုင်ရင်ကတော့1964ခုနှစ်မှာ Randy Garra ဆိုတဲ့သူက17ရက်264နာရီထိမအိပ်ဖဲနေခဲ့တာဖြစ်ပါလိမ့်။သူဟာဆန်ချိန်တင်ခဲ့ပေမဲ့ဒီစမ်းသပ်မှုရဲ့အဆုံးမှာမှတ်ဉဏ်ချိုရင်းတာမျက်လုံးပြုံးတင်းပြီးတော့အာရုံခံစားမှုပြည့်ရင်းတာစိတ်ဓာတ်ကျပြီးအရာရာကိုကြောက်ရွံ့နေတာစားရတဲ့ပြဿနာတွေကို ပြင်းပြင်းထန်ထန်ကြုံတွေ့ခံစားခဲ့ရပါလိမ့်။ဒီလိုစိတ်ကြမ်းမာရင်းနဲ့ခန္ဓာကိုယ်ထိခိုက်မှုတွေမဖြစ်အောင်နောက်ဆုံးမှဒီစမ်းသပ်မှုကိုရပ်တန့်ခဲ့ရပါသည် ။လူခန္ဓာကူဟာအချိန်ကြာလာတာနဲ့အမျှအိပ်စက်မှုမရှိရင်ပျက်စီးရွရင်းလောက်မှဖြစ်ပါလိမ့်။ဒါကြောင့်မို့ရန်နီကာနာရဲ့သင်ခန်းစာဟာနယူးဇီလန်နိုင်ငံလိုပဲပတ်ဝန်းကျင်ကနိုင်ငံတွေနဲ့ရန်ဖြစ်နေစရာမလိုပဲငြင်းညံ့နေတာဟာသူနောက်မှာရန်ဖြစ်စရာနိုင်ငံမရှိလို့ဆိုတဲ့အကြောင်းပြချက်လိုပဲလူသားတွေဟာလည်းအိပ်စက်ခြင်းမရှိပဲကျန်းမာနေဖို့ဆိုတာမဖြစ်နိုင်တဲ့အကြောင်းပြချက်ပါပြီ။မိအဖဲနေခြင်းဟာပင်မနှွမ်းနဲ့ယုံထပ်ပူပါရီ။မှတ်ညံဆုံးရှုံးတာဂုခန်အားစနစ်ပြိုလဲပြီးဖျားနာတာဆူဆူရွရွစိတ်ပိုင်းဆိုင်ရာချွေရင်းပြီးစွန့်စားမှုတွေလုပ်မိတာ နောက်ဆုံးမှာတော့တည်ဆုံခြင်းအထိဖြစ်စေနိုင်ပါ ರಿ လူအုံနောက်ဟာအဲ့ဒီချိန်မှာတဏိတာစုဆောင်ထားတဲ့အစိတ်အောက်တွေကိုဖယ်ရှားပြီးမလိုအပ်တဲ့အထက်လက်တွေကိုစွန့်ပစ်ပါ ರಿ ဒါမှသာနောက်နေ့အတွက်ကြီးကြီးလင်းလင်းလန်းလန်းဆန်းဆန်းနေနိုင်မှာပါကဲလူကြီးမင်းတို့ရေမေးဘဲတဏိတာအသက်ရှင်ဖို့ဆိုတာသူမမရှိတဲ့ဘဝလိုပဲစိတ်ကူးရဲမှာပဲရှိတဲ့ကိစ္စပါကိုရဘွားချင်းတွေကိုပုံမှုအကျိုးရှိအောင်အသုံးချခြင်းနဲ့ဆိုရင်တော့ဂျမိုင်းနဲ့ညီညွတ်တဲ့အေးသွေးမြင့်အိပ်ဆက်ခြင်းကိုတော့ လစ်ဟင်းလို့မရပါဘူး။အေးဝဝအိဆက်ချင်းဟာအကောင်းဆုံးဆွမ်းဆောင်ရည်အတွက်အာမခံချက်တစ်ခုပါပဲ။ကမ္ဘာအကြီးဆုံးမော်ရီကရေလီတာ၁၀တန်းဆန်တဲ့ကန်ကြီး။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ဒူဘိုင်းကိုရောက်ရင်တသက်မှာတစ်ခါမြင်ရတဲ့စိတ်ကိုလှုပ်ခတ်စေမယ့်နေရာတစ်ခုအကြောင်းပြောပြချင်ပါသေး။ဒီနေ့ထဲကဘယ်နှယောက်ကဈေးဝယ်စံတော်ကြီးထဲမှာငမန်းနေတဲ့အတူရေငုပ်ကြည့်ဘူးလေ။ဟုတ်ပါရဲ့။ကမ္ဘာအကြီးဆုံးမော်ရီမှာရေအောက်ကဘာတစ်ခုဖန်တီးထားတာပါ။နောက်ထောင်လို့မယုံနိုင်စရာကောင်းပေမဲ့ဒါကတော့ဒူဘိုင်း Aquarium and Underwater Zoo ရဲ့လှုပ်ဝှက်ချက်ပဲဖြစ်ပါလိမ့် ဒူဘိုင်းမောကိုရောက်တဲ့သူကအရင်ဆုံးမြင်တွေ့ရမယ့်အရာကတော့လီတာ၁၀တန်းဆက်တဲ့အရာမကန်ကြီးဖြစ်ပါရည်။ဒီကန်ကြီးရဲ့ရှေ့ကနေဖျက်လျှောက်သွားရုံနဲ့ငမန်းကြီးတွေလင်းမိုင်တွေဟာသင်းမြန်းစီရှေ့မှာလူလားပြောပွားနေတာကိုအတကုံမြင်ရမှာပါ။တကယ်ကိုအန်အိုးစရာကောင်းတာကကဘာပေါ်ကငါးပြလိုက်တီထဲမှာတဲချငမန်းအများဆုံးစုစည်းထားတဲ့နေရာဟာဒီနေရာပဲဖြစ်ပါလိ။အကောင်ရေ400လောက်ရှိပါလိ။ဒီလောက်များတဲ့ငမန်းနေတဲ့အတူတင်းမောပြက်ထဲမှာကိုရိုင်းရောက်နေရတယ်လို့ခန်းစားခြင်းတော့ဈေးကြီးပေးပြီးတော့လက်မှတ်ဝယ်ဖို့လိုပါလိ။ အတွင်းဘက်ကိုရောက်ပြီဆိုရင်တော့48မီတာရှည်လျားတဲ့ဖန်သားရေရောက်လိုင်းကောင်းလေးကိုဝင်ရောက်ရမှာပါဒီလိုင်းကောင်းကိုဖြတ်မိတဲ့အခါမှာသတိထားဖို့လိုအပ်ပါ ರೀ တင်းရဲ့ခေါင်းပေါ်နဲ့ဘေးပတ်ပတ်လေးမှာငမန်းတွေဟာမီတာနင်းငယ်အကွာကနေဖြတ်သွားဖြတ်လာလုပ်နေမှာပါလိုင်းကောင်းရဲ့အဆုံးကိုမြင်ရဖို့ဆိုတာတကယ်ကိုဝေလွန်ပါ ರೀ တင်းနဲ့တင်းရဲ့ crash လို့ပါပဲဒီလိုင်းကောင်းတွေမှာတင်းကိုတင်းတကယ်ပဲပင်လယ်ကျမ်းမြင်မှာရောက်နေတယ်လို့ခန်းစားရမှာပါလိုင်ကောင်းကိုဖြတ်ပြီးတာနဲ့ underwater zoo ဆိုတဲ့တလိပ်ဆန်ယုံစီကိုရောက်ပါလိမ့်မယ်။ဒီနေရာကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပါ ರೀ မိုးတည်တော့ခေဟာစနစ်ထဲမှာဖြတ်တန်းရင်တကယ်ကိုစိတ်လုံရှားစရာအကောင်းဆုံးနေရာတစ်ခုကိုရောက်လာပါလိမ့်မယ်။အဲဒီမှာစောင့်ကြိုနေတာကတော့ကဘာစည်းအကြီးဆုံးမိချောင်းများတွေကတကောင်ဖြစ်တဲ့ King Cross ပဲဖြစ်ပါလိမ့်။သူ့ရဲ့ရွယ်စားက9မီတာကျော်ရှိပါလိမ့်။ဒီကောင်ကြီးရဲ့အကောင်ကြီးပုံကိုမြင်လိုက်ရရင်တင့်ကိုလာနောက်နေတဲ့သူရှိသေးလားဆိုတာပြန်စဉ်းစားရပါလိမ့်မယ်။ဒါရီမကာသေးပဲနဲ့ရေခဲပြည်ကနေရောက်လာတဲ့ချစ်စရာပင်ကွင်းလေးတွေကိုလည်းတခါတည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။ သင်ဟာစွန့်စားခြင်းသူဆိုရင်တော့ရေကူးရက်တီဖြစ်စေမတက်တီဖြစ်စေငမန်းနေတဲ့တူတူရေငုပ်တော့ဒါမှမဟုတ်လောင်ရင်တွေကနေရေငုပ်ကြည့်တာကိုစမ်းသပ်ကြည့်တယ်မော်ရီဘေကင်းလုံးကျုံနဲ့ဖန်သားပြင်ပါရီလှေပေါ်ကနေအပေါ်စီကနေရေတတ်တဝါတွေကိုကြီးရှုနိုင်တဲ့ခရီးစဉ်လည်းရှိပါသေးတယ်ဒီနေရာဟာဒူဘိုင်းရဲ့ထင်ကြရနေရာတစ်ခုဖြစ်ပြီးတကယ်ကိုငွေကုန်ကြေးကျခံပြီးလာလေသိနေနေရာတစ်ခုပါပဲ